ကျွန်တော်ရဲ့ချစ်မိတ်ဆွေတငယ်ချင်းများအားလုံးညီကိုမောင်နှမများအားလုံးမင်္ဂလာပါခင်ဗျာ ASM Basic Electronic Projects နော် channel ကနေကြိုဆိုပါရခင်ဗျာဒီနေ့မှာတော့ကျွန်တော်တငယ်ချင်းတွေကိုမျှဝေပေးသွားမှာက sample 12 volt battery charger ပေါ့နော်ဒီအလွယ်ကူဆုံးပြုလုပ်တဲ့ဒီ12 volt အာသွင်းဆက်လေးကိုကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါရခင်ဗျာအခုလို့ဒီ12 volt battery အာသွင်းဆက်ပေါ့နော် charger လေးပြုလုပ်မယ်ဆိုရင်လိုအပ်တာကတော့ကျွန်တော်တို့ဒီ AC 220ကနေနော် တွဲ0တွဲဖို့ပေါ့နော် transformer တနည်းအားဖြင့် main တုတ်လို့မှာဖြစ်ပါနော် main တုတ်ကတော့ကျွန်တော်တို့ဒီ ampere များရင်များသလိုပေါ့ဗျာနော် ampere များရင် battery အားမြန်မြန်ပြည့်ရနောက်တစ်ခါဒီမှာ full wave brake rectifier ပေါ့နော်သူက brake diode လေးလုံးဆက်ပြီးသားနော်ဝယ်လို့ရပါတယ်ဒီ diode ကတော့ကျွန်တော်တို့10 ampere အထိသုံးပြလို့ရပါတယ်ဗျာနော်အဲကြတော့အဓိကကတော့ကျွန်တော်တို့ battery အားမြန်မြန်ပြည့်ခြင်းလို့ရှိရင် ဒီ main တော့ပေါ့နော် transformer ကို MBR ကြီးကြီးလေးတောင်းရမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ကနမူနာဆင်ပြတာဖြစ်ပါတယ်နော်ပြီးရင်ကျွန်တော်တို့ဒီ circuit sample ဆင်ဒီကအင်မတန်ရိုးရှင်းပါတယ်နော်ဒီသူက full way brake ကလည်းဆင်ပြီးသားဆိုတော့အရာဒီမှာ AC အဝင်နှငုတ်ပေါ့နော်ဒီမှာလာချမ်းပုံစံပေါ့နော် AC အဝင်နှငုတ်ကို ကျွန်တော်တို့ဒီမှာခုကကျွန်တော်တို့က12 volt battery ကိုအသွက်မှာဖြတ်တဲ့အတွက်ဒီမှာ120တွဲမှာ transformer ရဲ့တွဲတစ်စကိုလွှတ်ထားပြီးတော့အလဲက0နဲ့တွဲနဲ့ပေါ့နော်အဲကြအရင်ဆုံးကျွန်တော်ကဒီ brake ပေါ့နော် brake rectifier ကိုအခုအလဲကဒါအလဲက0ဆိုတဲ့ငုတ်ကလေးနဲ့နော် transformer ရဲ့0ဆိုတဲ့ငုတ်ကလေးနဲ့အရင်ခက်တို့တာဖြစ်ပါတယ်အရင်တခါကျွန်တော်24ဗို့ချကြတော့ကတော့တွဲတွဲနဲ့ဆက်တာပေါ့နော်အဲ့ဒါဆိုရင်တော့သူက24ဗို့အခုကကျွန်တော်တို့က12ဗို့ပဲအသွင်မှာဖြစ်တဲ့အတွက်เนาะ ဒါနောက်တစ်စကတွဲဆိုတဲ့အစနဲ့ဆက်လိုက်တာပေါ့နော်။အဲ့ကျန်းနေတဲ့ဒီ transformer main တို့ရဲ့တွဲဆိုတဲ့တစကတော့လော့နေမှာဖြစ်ပါတယ်နော်။အသုံးပြုစရာမလိုပါဘူးပြီနော်။ဒီပုံစံလေးရမှာပါ။ဒါ full wave brake rectifier အဝင်နှုတ်ကို transformer ရဲ့အထွက်เนาะ0ရဲ့တွဲရဲ့အဲ့ဒီနှစ်ဆကိုသုံးပြီးတော့ဆက်လိုက်တာဖြစ်ပါလေเนาะပြီးရင်တော့ဒီ circuit လေးကိုကျွန်တော်တို့ခိုင်ခိုင်မာမာလေးပေါ့เนาะရေရှည်လေးသုံးလို့ရအောင်ဒီလို brake rectifier လေးကိုအောက်ကဒီအထပ်ပြားလေးပေါ့ကိုနှက်ကလေးနဲ့ပေါ့เนาะ ပြီးရင်ကျွန်တော်တို့ဒီမှာ1000 microfarad ပေါ့နော်1000 microfarad 50 volt နော် capacitor လေးပါ capacitor မှာလည်းဒီမှာသူကအရက်ပါတဲ့ဘက်ကအနှုတ်ပါနော်ဒီမှာအဲ့အနှုတ်သင်္ကေတလေးလည်းပြထားပါနော်အဲ့ဒါလေးကိုကျွန်တော်ကမြဲအောင်ကော်လေးနဲ့ပေါ့ဗျာနော်ကော်လေးနဲ့ဒီအထပ်ပြားကိုကော်လေးနဲ့ကပ်လိုက်မှာဖြစ်ပါလေဗျာနော်အဲ့ကြနေရာချတဲ့အခါမှာလည်းကျွန်တော်တို့ဒီ bread ready ခါရအောက်ပေါ်ရအပေါင်းဘက်ကိုကပစီတာလေးရအပေါင်းလေးလှည့်ထားပေါ့နော်ဒါမှကျွန်တော်တို့ဝိုင်ဝိုင်ယာကျိုးဆက်တဲ့အခါမှာအဆင်ပြေမှာပါနော်အခုကျွန်တော်တက်နေတာကဒါ bread rectifier ရဲ့အနှုတ်လိုင်းပါနော်အနှုတ်လိုင်းလေးကိုကျွန်တော်တော့ဒါလွယ်အောင်လို့ socket အဟွာပေါ့ပါခွာလိုက်ဒါလေးကိုပါခွာပါလိုက်ပြဒီဆော့တဲ့ဟာလေးပေါ့နော်ตัวสอดไล่ออกมาเนาะแค่ดูเสียอ่ะไม่รู้ป่ะเนาะ ခုသားကျွန်တော်ဆက်နေတာကဒီ break out port ရဲ့အနှုတ်လိုင်းနဲ့ capacitor ရဲ့အနှုတ်ကိုဆက်လိုက်တာဖြစ်ပါတယ်နော် socket ပါဗျာနော်ခုနမေ့နေလို့ဒီ rectifier ကို short the socket လေးတွေဝယ်လို့ရပါတယ်နောက်တစ်ခါကျွန်တော်တို့ဒီ break rectifier out port ရဲ့အပေါင်းလိုင်းကို capacitor ရဲ့အပေါင်းပေါ့နော်အပေါင်းပေါင်းချင်းအနှုတ်နှုတ်ချင်းဒါ wire ကြိုးလေးနော် wire ကြိုးကောင်းကောင်းလေးတွေအသုံးဖို့လိုပါတယ်နော်အဲဒီ battery ကိုအားသွင်းမှာဆိုတော့ဒါအခုဒီပုံစံလေးရသွားပါပြီ ပြီးရင်တော့ကျွန်တော်တို့ဒီအချက်ပြမီးလေးပေါ့ဗျာနော်ဒီ LED လေးကတော့ရှိရင်လည်းထက်ပေါ့မရှိလည်းကိစ္စမဖြစ်နော် LED ရဲ့အပေါင်းအနှုတ်ကိုကျွန်တော်1 kilo ohm versus star လေးခံထားပါတယ်ဓာတ်ရိုက်ဆိုရင်ကျွန်းသွားမှာပါနော်1 kilo ohm လေးခံလိုက်ပါတယ် LED ရဲ့အနှုတ်အပေါင်းပဲပေါ့နော်အခုဆက်လိုက်တာကကက်သုတ်ကိုကပစီတာရဲ့အနှုတ်ပေါ့နော် LED ရဲ့ကက်သုတ်တနည်းအားဖြင့် LED အနှုတ်နဲ့ကပစီတာအနှုတ်ဆက်တာပါ နောက်ခဏက LED အနုတ်ဘက်ကဒါ1 kilo ohm resistor လေးပေါ့နော်1 kilo ohm resistor လေးကို capacitor ရဲ့ဒါအပေါင်းဘက်ပေါ့နော်အပေါင်းဘက်နဲ့ဆက်လိုက်တာဖြစ်ပါလိမ့်မယ်နော်ဒါလေးကတော့ကျွန်တော်တို့ဒီအချက်ပြမီးလေးပါနော်ကျွန်တော်ကတော့ဒီ3ရောင်ပေါ့နော်3 color LED လေးသုံးထားပါတယ်ကျွန်တော်တကယ်ချင်းဒီတခြား LED သုံးလို့လည်းရပါတယ်တကယ်လို့ LED မထည့်လည်းရပါတယ်ဗျာနော်ကဲအဲ့ဒါလေးပြီးသွားရင် ကျွန်တော်ကဒီ plastic ဘူးလေးတွေကိုထည့်မှာပေါ့နော် ဒီ circuit တွေကိုအရေးရှိလေးလဲသုံးလို့ရအောင်အခုဒါကျွန်တော်က main တို့တနည်းအားဖြင့် transformer ကိုဒါ AC အဝင်ဂျိုးပေါ့နော်220ဂျိုး AC 220 plus ပါပြီးသားပေါ့နော်အဲ့ဂျိုးလေးနဲ့ဆက်နေတာဖြစ်ပါတယ်နော်ဒါ transformer ရဲ့အဝင်ကိုဆက်တာဖြစ်ပါတယ်ဗျနော် AC 220 volt ပါနော်ကဲအဲ့ဒါကိုလေ AC ကကျွန်တော်တို့ထိလို့လက်နဲ့ထိလို့မရအောင်နော် ိလို့မရတော့ကျွန်တော်ကဒီမှာ bike bike ကလေးပေါ့နော်ကာဗာလေးနဲ့အုပ်လိုက်ပါတယ်ဒါဘေးကင်းတာပေါ့ဗျာနော် bike ကလေးနဲ့အုပ်လိုက်ပါတယ်တကယ်လို့ဒီလို bike ကလေးဝယ်မရရင်လည်းတိတ်ကလေးနဲ့နော်တိတ်ကလေးနဲ့ပတ်လိုက်ပါဗျာနော်ကဲပြီးရင်ဒါကျွန်တော် plastic ဘူးထဲကိုထည့်လိုက်ပါပြီဘူးကမရှိလဲရတော့ရဒါပေမဲ့ရေရှည်သုံးရင်တော့ဒီလိုဘူးလေးနဲ့ပို့ပြီးတော့အဆင်ပြေပါနော်ဒါကဘက်ထရီကိုအာသွင်းဖို့အတွက်ဒါဘက်ထရီကလစ်ကလေးတွေဖြစ်ပါတယ်နော် ဒီမှာအနီရောင်ကျိုးဆိုရင်လည်းကျွန်တော်ကအနီရောင်ကလစ်ကလေးသုံးထားပါတယ်။အနဲ့ရောင်ကျိုးအတွက်ကိုလည်းအနဲ့ရောင်ကလစ်ကလေးပေါ့နော်။အနီရောင်ကတော့အပေါင်းပေါ့ဗျာနော်။ဘက်ထရီရဲ့အပေါင်းနဲ့ဆက်ဖို့ပါ။အနဲ့ရောင်ကတော့ဘက်ထရီရဲ့နှုတ်နဲ့ဆက်ဖို့ဖြစ်ပါလေခင်ဗျာနော်။အဲဝါယာကျိုးလေးကလည်းကျွန်တော်တို့ကျွန်တော်နည်းနည်းလေးတိုးနေတာဗျာနော်။ရှိတဲ့ဟာလေးနဲ့ပဲဆင်ပြလိုက်တာပါနော်။ဒါကတော့ကပ္ပစီတာ အပေါင်းလိုက်မှာပဲเนาะ ဘက်ထရီအပေါင်းကိုသွားမယ်ဒါအနီရောင်နော်အနီရောင်ကလေးကလေးတွေကဒါကပစီတာအပေါင်းလိုင်းနဲ့ဆက်တာဖြစ်ပါတယ်။နောက်ဘက်ထရီကိုသွားမယ်ဒီအနေရောင်ကလေးဝါယာဂျိုးကလည်းဒီကပစီတာရဲ့နော်အနှုတ်နဲ့ဆက်လိုက်ရုံပါပဲနော်။နော်ဆင်ရတာကျွန်တော်တို့အရန်လွယ်ကူပါလေနော်ဝါသနာပါတဲ့ဒီတိုင်းလုံးလို့ရပါလေဗျာနော်စက်ကဲကအင်မတန်မှရွှေရှက်ပါလေ အဲ့ကြတော့ချက်ချားကိုဝယ်မသုံးညင်ဘူးဆိုရင်ဒါကိုယ်တိုင်ဆင်ပြီးတော့သုံးလို့ရပါတယ်နော်ဒါဘက်ထရီအနှုတ်ကျိုးကိုကပစီတာအနှုတ်နဲ့ဆက်လိုက်တာပါနော်ဒါပါပဲဘာမှထူးထူးထူးတွေမပါပါဘူးပြန်နော်ဒါဆက်နှဖို့ဘက်ထရီအသွင်းလို့ရတယ်အားပြေဒါမြန်မြန်အားပြေခြင်းရနော်ဒီ main ဒုတ် main ဒုတ်ကိုခက်ကြီးကြီးလေးသုံးဖို့လိုပါတယ်နော်ပြီးရင်တော့ဒါကျွန်တော်အပေါ်အဖုံးလေးဖုံးလိုက်ပါပြီပြန်နော် ဒါပါပဲဗျာနော်အင်မတန်မှလွယ်ကူပါတယ်တကယ်လို့ဆင်လို့ကိုယ်တိုင်ဆင်ကြည့်လို့အဆင်မပြေတာရှိရင်လည်းမေးလို့ရပါတယ်နော်ကျွန်တော်ပြန်ပြောပြပါမယ်ဗျာနော်ဒါ AC AC ဝင်ချိုးလေးပါနော်ကျွန်တော်စကြည့်ပါမယ်ဗျာနော်အထွက်ဘလောက်ထွက်လဲဆိုတော့ဒီ circuit လေးကိုစကြည့်ပါမယ်နော်ဒါ AC power ဖြန့်လိုက်ပါပြီနော် AC power ဖြန့်လိုက်ရင်ခုနက3 color LED လေးရဲ့တလို့လင်းနေမှာပေါ့နော် အဲဒီ review ကမှာတော့ဒီ battery clip နှစ်ခုကိုဒီ power ဖွင့်ပြီးရင်ကျွန်တော်တို့နှစ်ခုမပူးမိဖို့တော့လိုပါတယ်နော်နှစ်ခုပူးလိုက်ရင်ကျွန်တော်တို့ short ဖြတ်ပြီးတော့နော်လောင်သွားမှာပါနော်ဒီ battery clip ကလေးတွေကတစ်ခုနဲ့တစ်ခုမထိဖို့အရေးကြီးပါတယ်နော်အဲကျွန်တော်ဖိုးလေးအထွက်ဖိုးအတိုင်းကြည့်ပါမယ်နော်အထွက်ဖိုးကဒီမှာနော်16ကျော်ပါတယ်နော်16ဖိုး16ဖိုးလောက်ထွက်ပါတယ်ဗျာနော်အဲ့ကြတော့စက်ကလေးကဒါအလုံးလုံးတယ်ပေါ့ဗျာနော်စက်ကစင်တာမှန်ပါတယ် အလုံးလဲလုံးပါတယ်ဘိုးလဲအောက်ပို့ voltage လဲထွက်ပြီနော်ထွက်ပြီဆိုတော့ကျွန်တော်ဒီ battery O လေးကိုအသွင်းကြည့်မယ်ဗျာနော် battery O က single battery O လေးပါဗျာနော် single battery O ဒီမှာတွဲဖို့ 5.3Ah battery ပါနော် 5.3Ah battery လေးပါဒါအာမသွင်းငယ်ကျွန်တော်နော်စမ်းကြည့်ပါမယ်အာမသွင်းငယ်မှာဒီမှာတွဲ point 12ထားပါเนาะ12.2ဘို့ပေါ့เนาะ ဆက်နှပ်ဖို့ဆက်နှပ်ဖို့ပေါ့နော်ကဲအဲ့ဒါလေးကိုခုဆင်လိုက်တဲ့နော်ကိုတိုင်းဆင်ထားတဲ့ဒီဆက်နှပ်ဖို့အာသွင်းဆက်လေးနဲ့ကျွန်တော်အာသွင်းကြည့်ပါမယ်နော်အဲအပေါင်းနှုတ်လေးလည်းမှအောင်ချိတ်ဖို့လိုပါပေါ့နော်ဒါအနီရောင်ကအပေါင်းမှာအနဲ့ရောင်ကနှုတ်ပါနော်အဲ့လိုလေးချိတ်ပြီးရင်ဒါ AC plus ထိုးမယ်ပါဝါဖွင့်မယ်ပေါ့ဗျာနော်ကဲဒါအသွင်းထားလိုက်ပါပြီဗျာနော် ကဲအားလေးကနအတွင်းထားပါအောင်မယ်ဗျာနော်ကျွန်တော်ဒါကဒါအထက်ထဲကမြင်းနေတဲ့နော်စက်ကလေးဖြစ်ပါတယ်အဲ့ကြတော့ကျွန်တော်ကအခုဆင်ပြီးညနေမှဒါဗီဒီယိုတင်ပေးမှာပါနော်ဗီဒီယိုတင်ပေးမှာဖြစ်တဲ့အတွက်ကျွန်တော်အကြာကြီးအကြာကြီးအာမသွင်းတော့ဘူးပြည်နော်ခဏလောက်ပဲအာသွင်းပြီးတော့ကျွန်တော်ဗီဒီယိုလေးအက်ဒစ်လုပ်အောင်မှာပါနော် ကဲကျွန်တော်မိနစ်20လောက်ပေါ့နော်မိနစ်20လောက်အားသွင်းပါတယ်မိနစ်20လောက်အားသွင်းပြီးတော့ကျွန်တော်ပိတ်လိုက်တော့မယ်ဗျာနော်ပိတ်လိုက်တော့မယ်ပိတ်ပြီးတော့ဘက်ထရီအိုးကိုဗိုလ်လေးတစ်ချက်ပြန်တိုက်ကြည့်ပါမယ်နော်ခုနကတော့ကျွန်တော်တို့12.0ဘယ်လောက်ပါလဲ12.2လားမသိဘူးเนาะ12.2ရှိပါတယ်ခုနကအားမသွင်းခင်ပေါ့เนาะခုမိနစ်20လောက်အားသွင်းပြီးပါပြီ ိနစ20အသွင်းပြီးတဲ့အခါမှာကျွန်တော်တို့ဘက်ထရီကဘယ်လောက်ဖြစ်သွားရလဲဆိုတော့ဒီမှာ12.5အဲ12.5ဖိုက်ထားပါတော့နော်7.55ဒသမ55ဖို့ရပါတယ်ကဲအဲ့ဆိုရင်ခြားခြားလေးရနော်ကောင်းကောင်းလေးအလုပ်လုပ်ပါလိမ့်မယ်နော်အဲ့ဒါမျိုးကျွန်တော်တင်ငယ်ချင်းနေလဲခြားခြားလေးကိုယ်တိုင်ဆင်ကြည့်မယ်ဆိုရင်ဒါဆင်ကြည့်လို့ရပါတယ်လို့เนาะကျွန်တော်မျှဝေပေးလိုက်ပါတယ်ခင်ဗျာเนาะကဲပြီးရင်ဒါက တဲ့ဆန်ကေမီဒီလေးလားမသိနော်ဆန်ကေမီဒီလားကာမီဒီလားကျွန်တော်လည်းသိချာမသိနော်ဆက်နှဖို့မီဒီပါနော်အဲ့မီဒီလေးကျွန်တော်စန့်ကြည့်ပါမယ်နော်ဒီမှာလင်းအားအရန်ကောင်းပါလေနော်ပတိအိုးကလည်းဒါအားတော့ပြည့်တော့မပြည့်သေးဘူးပါဗျာနော်ဒါပေမဲ့လင်းအားတော်တော်လေးကောင်းပါလေဗျာနော်အဆင်ပြေပါလေနော်ကဲကျွန်တော်ဗီဒီယိုလေးကိုအမြဲတမ်းအားပေးကြည့်ရှုနေကြရတယ်နော်ကျွန်တော်တငယ်ချင်းတွေချက်မိတ်ဆွေညီကိုမောင်နှမတွေအားလုံးကို သူပဲကျေးဇူးတင်ပါတယ်လို့နော်အားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေအားလုံးအဆင်ပြေကြပါစေခင်ဗျာ